လေကြောင်းလက်နက်ကြီးနဲ့ဒရုန်းတိုက်ခိုက်ခံရချိန်နေအိမ်တွင်းရှိနေပါကအခိုင်အမာတိစောက်ထားတဲ့မြေအောက်ခံဘုံကူကျင်းတဲ့ပုံကိုပါဘုံကူကျင်းမရှိပါကရေချိုးကန်းလိုမျိုးနိုင်ရန်ထုထုရှိပြီးဒရင်ပေါက်မရှိတဲ့အခန်းကိုပုံကူစရာဖြစ်ရွေးချယ်ပါ ဇပွဲလိုမျိုးအကာအကွယ်အောက်ဝင်ပြီးဥကောင်းကိုလက်နက်ဖက်နဲ့အုပ်ဒရောင်နဲ့မြေကြီးကိုထောက်ကမှောက်လျက်နေပါအသက်အန္တရာယ်လွန်မြောက်ရမအပပုံးခွရနေရကိုမစွန့်ခွာပါနဲ့ပြစ်ခတ်တိုက်ခတ်ခံရခြင်းအိမ်အပြင်ဘက်လဟာပြင်မှာရှိနေပါကရေမြောင်းတွေကြားဒါမှမဟုတ်ကြောက်တုံးကြောက်ခဲနဲ့မာကျောတဲ့အရာဝတ္ထုတွေနဲ့ဝင်ရောက်ပုံကိုပါပုံခိုစရာမတွေ့ပါကမြေအနေပိုင်းကိုရှာပြီးဥကောင်းကိုလက်နက်ဖက်နဲ့အုပ်မြေကြီးကိုဒရောင်နဲ့ထောက်ကမှောက်လျက်နေပါပါဇက်ကိုဖွင့်ပြီးမျက်လုံးကိုပိတ်ထားပါသတိတိုင်းမြောင်မြို့နယ်ကဇယကုန်းကြေးရွာကိုအော်တိုဘာလ15ရက်မနက်7:00နာရီခန့်မှာ စောစုကလေးချောင်းတိုက်ခိုက်သွားတာကြောင့်ဒေသခံ20ခန်းထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ဒေသခံသတင်းမြစ်ကအမှတ်ပီကိုပြောပါရယ်စောစုကဂျက်ဖိုက်တာအမျိုးအစားလေးနဲ့ဘုံသီးတွေကြက်ချတိုက်ခိုက်သွားတာဖြစ်ပြီးတော့ဒေသခံ20ခန်းထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အထက်မှာအမျိုးသမီးတဦးကတော့ဒဏ်ရာအပြင်းထန်ရရှိတာကြောင့်စေဝါကူတာမှုတွေပြုလုပ်ပေးနေရတယ်လို့ဒေသခံတဦးကပြောပါရယ် စိုးစုပုံကျက်တက်ပြက်လို့ထိခိုက်ဒဏ်ရာပြင်းထန်ခဲ့တဲ့ပြည်သူတွေကိုတော့လုံခြုံတဲ့နေရာမှာစိတ်ကူးသားမှုတွေပေးနေပြီးတော့နောက်ဆက်တွဲအခြေအနေကိုတော့မသိရသေးဘူးလို့သူကဆိုပါတယ်။စိုးစုကဇေယကုန်းရွာအလဲကိုပုံကျဲခဲ့တာဖြစ်ပြီးတော့ကျေးရွာတွေကနေအိမ်တချို့နဲ့တာလာနီကအဆောင်တွေအပြင်ဖျားစီတီတွေလည်းထိခိုက်ပျက်စီးခဲ့ပါတယ်။ ပြီးခဲ့တဲ့2024ခုနှစ်အောက်တိုဘာလမှာလဲဇေယျကုန်းကြီးရွာကိုစစ်အုပ်စုကပေါင်300ပုံးနဲ့ကြဲကြတိုက်ခတ်ခဲ့ပြီးတော့ပြည်သူ9ဦးထိခိုက်ဒေဆုံးကနေအဆောင်တွေလည်းပျက်စီးခဲ့ပါသေးတယ်။အာနာသိန်းလေးနှစ်တွင်စကိုင်းတိုင်းမှာစစ်အုပ်စုရဲ့အကြမ်းဖက်ဖြစ်ရတဲ့ကြောင့်အရသာပြည်သူထိခိုက်ဒေဆုံးမှု9000ကျော်ရှိခဲ့ပြီးတော့ဒဏ်ရာသူ4000နီးပါးရှိခဲ့တယ်လို့လွတ်လပ်တဲ့သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ဒေတာဖော်မြန်မာကမလ12ရက်မှာထုတ်ပြန်ထားပါတယ်။